ာစီယောအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့6ရက်မြောက်နေ့လေးပေါ့နော်6ရက်မြောက်နေ့လေးမှာအဲ့ဒါကျမတို့မနေ့အောင်ကပြောရဲပြောသွားတဲ့အကြောင်းအရာတော့မှာမပီဒီဘူးပေါ့နော်မပီဒီဘူးဒါဆက်ပြောသွားမှာလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဘယ်လိုကောင်းစဉ်တက်ခြင်းလဲပေါ့နော်ကျမကပြောပြပေးခြင်းတဲ့အကြောင်းအရာကဒီ တိတ်ပြစ္ဆုတ်ပံအနာကပ်ပြီးတော့ပြီးဆိုတော့အမှန်စနစ်ပေါ်ပေါက်လာခြင်းပေါ့နော်အရန်အရေးကြီးတဲ့ဘိုင်းကိုရောက်ရှိနေပါပြီဒါကြောင့်မို့အလုံးကအသေးချာလေးအယုံစိုက်ပြီးတော့ကြည်သွားကြပါလို့စင်ကျိုကပြောခြင်းပါတယ်ရှင်။ဟုတ်ပြီ။အမန္တန်စနစ်ဘလို့ပေါ်ပေါက်လာလဲပေါ့နော်ဖြစ်ပေါ်လာပုံလေးဖြစ်ပေါ်လာခြင်းလေးကိုပြောပြပေးပါမယ်ပါတယ်ရှင်။ဒါကြတော့မနေ့ကဝင်ပြောခဲ့တယ်ပေါ့နော်။ 1920ပြည်နဲ့ကနေစပြီးတော့တိုက်ရိုက်ရောင်းချမှုစနစ်ဒါတည်ထောင်လာတာလည်းဖြစ်တယ်အမေရိကန်မှာစတင်ပြီးတော့ပွင့်နေပေါ့နော်အဲဒီအရောဘလို့ဘသူကစတင်တည်ထောင်ရတယ်လဲပေါ့နော်ရီလီယန်ဝီလီယန်ကာဆက်ဘယ်ရီနဲ့လီမတ်တင်ကားတို့ကအာကျွန်တော်ဒီက MN စနစ်ကြီးကိုထူထောင်ခဲ့ကြလည်းဖြစ်ပါတယ်ဝီလီယန်ကာဆက်ဘယ်ရီပေါ့နော်အဲရီလီယန်ကာဆက်ဘယ်ရီဒီအဲဒီ limiting ကဲ limiting ကပေါ့နော်ဒါကစတင်တည်ထောင်ခဲ့တဲ့ဒူဒီရဲ့နှစ်ဦးနာမည်ပေါ့နော်အာကျမတို့နောက်ထပ်နောက်ထပ်ပေါ့နော်နောက်ထပ်ကကြတော့ဒါကျမကောင်းစင်ကိုနောက်ထပ်ကောင်းစင်တကူတော်တော်မှလည်းဖြစ်ပါတယ်ဒါကကြတော့ MLN စနစ်တိုးတက်လာတဲ့အကြောင်းရင်းနေပေါ့နော်ဒါကျမတို့ဒီမှာဒါ1940ပြည်နှစ်ကစခဲ့တယ်ပေါ့နော်1940ပြည်နှစ်ကစခဲ့တယ်ပြီးတော့ကကြတော့ 1950ပြည်နယ်ကနေပေါ့1950ပြည်နယ်တိပေါ့နော် ကြီးပွားတိုးတက်လာခဲ့တယ်ပြီးရင်နောက်ပိုင်းမှာဆိုရင်အုပ်ချုပ်မှုပြဿနာတွေနဲ့ဆက်လျင်းပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ထိခိုက်ဆုံးရုံးမှုကြုံခဲ့ရတယ်ဘလို့တွေလဲပေါ့နော်အခက်ခဲပြဿနာတွေလာပြီးများစွာတော့ဖြတ်ချီလူတွေရဲ့စီးပွားရေးမားတွေပြစ္စည်းယုံရင်းနေလူမတက်ဖြစ်လာခဲ့တယ်။ဆယ်နှစ်ကန့်ကြာတဲ့အခါမှာဆိုရင်ဖြန့်ချီလူတွေကစီးယုံခဲ့တဲ့ကြဲကြီးကြဲလာတဲ့အပွဲစီးကြီးတွေက အနာဂတ်ရစိုးရင်ပွဲ ကောင်းတဲ့အဆင့်ကို ရောက်ရှိလာခဲ့တယ်1959ခုနှစ်မှာဆိုရင် ပုပ်ကိုနှစ်ဦးဟာကွန်မြူနီတီတည်ထောင်ရန်အတွက် ဖြန့်ချီလိုအချို့နဲ့တူတူပေါ်ပြပါကွန်မြူနီတွေခွဲထွက်ခဲ့ကြတယ်အဲ့မှာဆိုရင်ကသူတို့ဓာတ်တဲ့ကွန်မြူနီကုန်ပစ္စည်းတွေကို ကိုယ်တိုင်ထိုးလုပ်ပြီးတော့လူအများရဲ့ဘဝလုံခြုံမှုနဲ့အကျိုးမြတ်ရရှိရေးကိုဦးတည်ခဲ့ကြတယ်ထို့ပြင် ကုမ္ပဏီအပေါ်မှာအကျိုးပြုအားထုတ်တင်တဲ့မြအကျိုးခံစား권ပေးရမှုကိုလည်းအသေးစိတ်ရွေးဆွဲခဲ့ကြသေးတယ်။ဒါကကြတော့1956ခုနှစ်မှာဒါကျမတို့နောက်ထပ်တစ်ခုပေါ့နော်။နောက်ထပ်ထူထောင်ခဲ့တဲ့သူနှစ်ဦးရှိပါသေးတယ်။ဒါကကြတော့ Richard Debo နဲ့ Jay Bin Eden Inde ပေါ့နော်။ Jay Bin Jay Bin Inde တို့ကဒါအဲ့ဒီကုမ္ပဏီကို Amway လို့အမည်ပေးခဲ့ကြရလဲဖြစ်ပါတယ်ရှင်အရင်တော့ထူထောင်ခဲ့တာကြတော့ဒါတယောက်ပေါ့နော်ဒီ Avilia Casperry တို့ကထူထောင်ခဲ့တာအခုကနောက်ထပ်တစ်ခါကဒါကျမတို့1959ခုနှစ်မှာဒါအတက်ထူထောင်ဖို့ပေါ့နော်တို့ခွဲထွက်ခဲ့ကြရတယ်အဲ့ဒီကုမ္ပဏီကနေနောက်ထပ်နှုတ်ထွက်ခဲ့တာပေါ့နော်အဲ့ဒီနှစ်ဦးอ่ะဆိုရင်တော့ဒီမှာဆိုရင်တော့ဒါအဲ့ဒီကုမ္ပဏီကယခုအခါမှာဆိုရင်တော့ကပါပေါ်မှာအကြီးဆုံးသော MNL ကုမ္ပဏီတစ်ခုဖြစ်နေပြီလေဖြစ်ပါတယ်ရှင့် မိတ်ဆွေတို့လည်းကြားဖို့ကြားမှာပဲပေါ့နော်အံမွဲကွန်မြူနီဆိုတာဟုတ်ပြီအဲ့ဒီချိန်လောက်မှာတဲ့ကျမတို့ခိုင်မာခိုင်လုံမှု ရှိတဲ့အခြားသောကွန်မြူနီတစ်ခုကိုလည်းတည်ထောင်ခဲ့ကြတယ်ဒါကြတော့တည်ထောင်တဲ့သူကဒေါက်တာ Forestsy Shakley ပေါ့နော်အဖြစ်ပြီးတော့ပေါ့နော်နောက်ထပ်ကွန်မြူနီမရဲ့အမိကလည်းပဲ Shakley ပဲဖြစ်ပါတယ်တဲ့အံမွဲကွန်မြူနီကအာဟာရဖြည့်တင်းမှုဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်တယ်။အဲ့ဒီကနေမှထွက်ထွက်ပြီးတော့အင်တန်ရှင်ရေးဆိုင်ရာပစ္စည်းတွေထုတ်လုပ်မှုဘက်ကိုကိုပြောင်းနေပြီးကြရင်ရှက်ကလီမူအာဟာရဖြည့်တွင်းမှုဆိုင်ရာအစားအသောက်တွေနဲ့အာဟာရပစ္စည်းဒီဒီလိုမျိုးလုပ်တဲ့လုပ်ငန်းတွေဆက်လက်ဆွဲကြိုင်နေတဲ့သူတို့အမျိုးမျိုးပေါ့နော်ထုတ်လုပ်တဲ့ပစ္စည်းတွေခွဲထွက်တယ်ပေါ့အဲပြီးကြရင် net တန်ကြတဲ့အခါမှာဆိုရင်တော့အောင်မြင်စွာတိုးချဲ့ကြီးထွားလာတဲ့အမ်ဝဲကုမ္ပဏီက Shakely ကိုဝယ်ယူခဲ့ပြီးတော့ ယခုအခါမှာတဲ့အခြေခံထုတ်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကိုပါဆောင်ရွက်လျက်ရှိပါတယ်တဲ့အဲဒီလိုမျိုးတွေပေါ့နော်ကုမ္ပဏီတွေတစ်ခုပြီးတစ်ခုတို့တို့ဒါအဲလုပ်ငန်းတွေတိုးချဲ့တယ်ပေါ့ဥပမာရင်တော့ကတော့ဒီပြည့်စွက်အဟာရပဲရှိတယ်ဆိုနောက်ထပ်အဲတန်ရှင်ရည်တွေလားနောက်ထပ်ဒီအသုံးဆောင်ပစ္စည်းတွေလားဒီလိုမျိုးတွေတိုးချဲ့လာတာပေါ့နော်ပြကြပါတော့ဒါကျမတို့1969ခုနှစ်မှာဆိုရင်တော့ဗြိတိန်နိုင်ငံမှာနာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကလီနီစင်ကုမ္ပဏီကဒီထုတ်ကုန်ပစ္စည်းတွေကို ပို့ပြီးတော့ရောင်းတွက်စေမဲ့ဈေးကွက်နီလန်းကိုရှာပွေခဲ့ရည်အဲ့ဒီထိုးစင်မှာတဲ့အမေရိကန်နိုင်ငံ၌အောင်မြင်နေဖြစ်တဲ့အမ်ဝဲကော်ပိုရေးရှင်းရဲ့နီလန်းတွေကိုတဘောချနေချရတဲ့အဲ့ဒီနဲ့မှာပဲတကယ်စစ်မှန်တဲ့စီးပွားရေးစနစ်ကြီးကိုဥရောပတိုင်းမှာလည်းပဲတဲ့ပထမဆုံးရယူ ကျင့်သုံးနိုင်ခဲ့တယ်တဲ့အမွဲကအောင်မြင်သွားတဲ့ကကြတော့သူ့ရဲ့ niche နဲ့တိုင်လိုက်လို့တဲ့ကမှာ cleaning company ကလည်းထပ်မံပြီးတော့အောင်မြင်သွားတယ်1983ခုနှစ်မှာကြတော့ Amway UK Limited ဟူပြီးတော့ပေါ့နော် UK မှာလည်းစတင်ပြီးတော့ဈေးကွက်ချဲ့ခဲ့ပါတယ်ရဲ့ပေါ့1985ခုနှစ်မှာ Shakley က Shakley company လည်းစတိုက်လိုက်လို့လာခဲ့တယ်တဲ့ကျမတို့ပေါ့နော် ကွန်မြူနီတွေတဆင့်ပြီးတဆင့်လာတိုးပွားလာခဲ့တာပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ဒါကျွန်မပြောပြတာနောက်ထပ်အကြောင်းပြောပြမယ်ဆိုရင်တော့အများကြီးပဲကြံနေတယ်ဒါကြောင့်ပေါ့နော်စကြိုဒီညအတွက်ကတော့ပေါ့နော်စစ်ဒီကကြတော့ဒီနေရာမှာတင်ပြီးဆုံးပါပြီဘာလို့လဲဆိုရင်တော့ဒါကျွန်မတို့ဒီညအတွက်မှာဆိုရင်တော့အချိန်တိုးတိုးလေးနဲ့အရေးကြီးတဲ့အချက်လက်တွေကိုမိတ်ဆွေတို့ကိုလာရောက်ပြောပြပေးသွားရလဲဖြစ်ပါတယ်ဒီအချက်လက်လေးတွေကို အာကျမတို့တိထားမယ်ဆိုရင်ပေါ့နော် key point လေးတွေအမှန်လန်လောက်ရတဲ့ key point လေးတွေကိုမိတ်ဆွေတို့တိသွားမှလည်းဖြစ်ပါရဲ့ရှင်။ကဲဒါကြောင့်မို့ပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ဒါကြောင့်မို့ MNC စီးပွားရေးလုပ်ပြီးတော့ပေါ့နော်အဲတိုးတက်အောင်မြင်တဲ့သူတွေဖြစ်ကြပါစေနီးမှန်လမ်းမှန်နဲ့စူးစမ်းပြီးအောင်မြင်တဲ့သူတွေဖြစ်ကြပါစေလို့ကျမဒီနေရာကနေဆုတောင်းပေးပါတယ်ရှင်။ဘိုင်ဘိုင်ပါ